ဘာလို့ဆို NUG ကဘာလို့ဆိုကြားဖြန့်လုပ်နေတာ NUG တကယ်ကြားဖြန့်ဂိုင်းစတိုင်းဖြစ်နေတာ NUG ကခဲ့ရုံကျွန်တော် NUG ကကြားဖြန့်ဂိုင်းစတိုင်းဖြစ်နေတယ်လူတွေလည်းခေါ်တယ်သူ့တတ်မှတ်တဲ့ကာလပြည့်လည်းပြန်လို့မရဘူးတေမပြန်လို့ရတယ်လူတွေကို PDF ဖြစ်နေခေါ်တယ်တေမပြန်လို့ရတယ်ငွေတွေလည်းကောက်ခံတယ်တက်တလုံးပြန်ထုတ်လို့မရတော့ဘူးအဲ့တော့ရှင်းရှင်းပြောတယ်တသလုံးအပြိပိုင်လိမ့်တာ NUG ရဲ့လိမ်ချက်ကြီးကတော့အဲ့ကြားဖြန့်ကြီးကတော့ကြောက်စရာကြီးအဲ့ကြောင့် NUG ကတကယ်ကြားဖြန့်မယ်ငွေလည်းလိမ်နေလူလည်းလိမ်နေပြည်သူလူထုရဲ့နှလုံးသားတွေလည်းလိမ်နေ အကုန်လုံးလိမ့်တာရသမျအကုန်လိမ့်တာအဲ့တော့ရှင်းပြရင်တော့ဟိုတော့နေဗိုင်းတော့တူနေလဲဆိုတော့တကယ့်ကိုလိမ့်နာမှဟိုဘာလဲဟိုဟိုနေ့ကတန်တန်ဘုံသိမ့်ပြောဆိုလို့ဖြစ်နေဝါကားဖြတ်တော်တော်ကြိုက်လဲဆိုတော့ပုံကူပြောလို့ဖြစ်နေအကုန်အဲ့လိုဖြစ်နေပြီနော်အဲ့တော့ရှင်းပြရင်တော့ဟိုလိမ့်ချက်ကတော့ရက်ဆက်တယ်ပေါ့ဗျာအဲ့ဒါလိမ့်တာအခုကြားပြန်အကြီးစားဖြစ်နေပြီလူတွေလည်းပြန်မလွတ်တော့ဘူးလူတွေလည်းတေမပဲပြန်ထွက်ရမယ်ဆိုတော့ PDF ထဲဝင်ပြီးသွားရင်တေမပြန်ထွက်ရမယ်တက်မလို့လည်းဝင်ပြီးနှစ်နှစ်ပြည့်ရင်ပြန်ထွက်ရတယ် PDF ထဲဝင်ပြီးရင်တေမပြန်ထွက်ရတယ်ခင်ဗျားတို့စက်တိုင်မလား လောက်ပါနေလောက်ပါနေဟိုးစကမလောက်ပါနေခမရဆက်တိုင်းမလားလုပါနေလုပါနေဟိုးစကလုပါနေခမရဆက်တိုင်းမလားလုပါနေလုပါနေတတ်တယ်မို့ဒီတတ်မလို့အားတော့လင်းဝင်ပါအကြီးကအာတတ်မလို့မူအားတာပဲတတ်မလို့သဘောထားပဲ ဟာအာတော့ကြာတယ်။ဒီမှာထွက်ရမယ်အသေးတွက်နဲ့အလုပ်လုပ်ရတဲ့ PDF ဘောကရောက်သွားတယ်။အသေးတွက်လုပ်တဲ့အသေးတွက်ဘောကရောက်သွားတယ် PDF တွေကဆိုတော့တက်မတော်ကလူကြီးကနည်းနည်းပြေတကထွက်လာတယ်။အေးစေးကုနေရတယ်။တက်တည်နေထောက်ထားနေတော့ဒါထောက်ထားနေ။ PDF တွေမှာဗမာတော့တက်တန်းပြီးသွားပြီလား။နှစ်နှစ်ကြော်သွားပြီမပြီးသေးဘူးလေ။ ုံးနေမပြီးသေးဘူးလေအကောင်တဲ့ငွေရေးကြေးရေးတွေလက်ပါနေသေးပြီ BGA အုပ်စုရော DKB အုပ်စုရော NUG အုပ်စုရောဒီ KNU အုပ်စုအတူတူဖင်လို့ဖင်ခန့်နေတဲ့အုပ်စုကြားဖြားမှာငွေရေးကြေးရေးယူထားတဲ့အုပ်စုတွေကတော့တို့တော်လိုင်းရုပ်ကိုအချိန်ဆွဲပြီးတော့တို့ထမြို့ထဆုပ်အောင်မှာပဲနော် အဲ့တော့ဒီအချိန်မှာအခွင့်ရရတဲ့အချိန်မှာအမေရိကန်တွေကသူတို့ပြက်ပြက်တတလောက်တော့မဲ့အတွက်ကြောင့်မလို့ပြည်သူလူထုတွေကလည်းပြက်ပြက်တတရက်တိဖို့လိုပါပြီ။ဒါကြောင့်ဒီကြာဖြတ်နဲ့ပတ်သက်နေတဲ့တော်လိုင်းရေးအုပ်စုလားနော်ဒီ NUG အုပ်စုလား DKPA အုပ်စုလား BJ အုပ်စုလားစစ်သည်များအုပ်စုမှန်တယ်အဖွဲ့အစည်းမှန်တယ်များဒီ2025မှာပဲအသေးဆုံးနဲ့အမြန်ဆုံးငုံချုပ်ပါစေလို့မမျိုးစုတောင်းတယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ကြာဖြတ်ကိစ္စနဲ့ပတ်သက်ပြီး NUG ကိုပါကြုံမျိုးမင်းဆွဆွဲလိုက်တယ်မို့ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာအားမြေပါနဲ့နော်ဒီနေ့မမျိုးလာပြောမယ့်တတင်းကြတော့ဒီကရင်ပြည်နယ်တတင်းပဲ။ဘာဖြစ်ရလဲဆိုတော့မမျိုးကိုတန်ကလည်းကရင်လူမျိုးဖြစ်တဲ့အကြောင်းကရင်အာနာစင်ကိုပဲမမျိုးတို့ဥတီပြီးတော့ပြောရမယ်။နော်တော်လန်ရမယ်။ဘာဖြစ်ရလဲဆိုတော့မြန်မာနိုင်ငံအရေးကြီးတိုင်းသားပေါင်းစုံလူမျိုးပေါင်းစုံနေထိုင်တဲ့အတွက်ကြောင့်မို့လို့နော်ကိုယ့်ရဲ့ပြည်နယ်ခေါင်းဆောင်ကိုယ့်ရဲ့တိုင်းပြည်ခေါင်းဆောင်ကိုယ်အရင် တော်လိုက်ရမယ်နော်။ဘာကြောင့်လဲဆိုတော့မင်းအောင်နိုင်ကိုရောတနိုင်ငံလုံးတော်လိုက်မိသားပဲ။ဒါမှမဟုတ်တချို့တိုင်းရင်းသားလူမျိုးတွေကကိုကောင်းဆောင်တွေကနော်ရုံမာတာလည်းရှိတယ်။ကောင်းကျင်တာလည်းရှိတယ်။ကောင်းတာလည်းရှိတယ်။ဒါမှမဟုတ်နော်အဖွဲ့စီတစ်ဖွဲ့မှာမမျိုးပြောပြီးနော်မကောင်းတဲ့လူရှိသလိုမကောင်းတဲ့လူလည်းရှိတယ်။ဒါမှမဟုတ်အဲ့ဒီအဖွဲ့စီတဲမှာမကောင်းတဲ့လူကိုကျွန်တော်တို့ကနော်ထုတ်ဖော်နိုင်မှာကျွန်တော်တို့ဖဲ့ထားနိုင်မှာပဲကျွန်တော်တို့ရဲ့သွားတဲ့လမ်းကြောင်းကနော်အမြန်ဆုံးရောက်မှာပေါ့နော်။ ဒါကြောင့်အခုကျွန်တော်တို့ကိတ်ရင်ပြီးနေနော်ကိတ်ရင်ပြီးနေတဲ့ဒီဘဲမှမျိုးလာပြောမယ်။ဘာဖြစ်တခြားပြတခြားနဲ့မှာကျတော့အရင်အားရဖို့ကောင်းတယ်။အခုရက်ခတ်မှာဆိုကြည့်လိုက်နော်။ရက်ခတ်မှာဆိုလို့ရှိရင်နော်ဒီစက္ကဆာနဲ့စက္ကဆာကိုမတိုက်တော့ဘာညာတို့တည်ထောက်တယ်။နောက်ဆိုတော့နော်တို့စက္ကဆာနေရာတွေကြက်တိုက်တယ်။ခေါင်းဆောင်ခေါင်းဦးဆောင်တော့လဲနော်။ကျွန်တော်တို့ပြည်သူလူထုတွေလည်းအားစိလာတာပေါ့နော်။ခေါင်းဆောင်ခေါင်းယိုးသားတဲ့မန်ကန်တော့လဲကျွန်တော်တို့ပြည်သူလူထုတွေလည်းအားစိလာပေါ့နော်။ဒါပေမဲ့အခုကျွန်တော်တို့ကိတ်ရင်ပြီးနေမှာတော့မဟုတ်ဘူး။ကျွန်တော်တို့ပြောပြီးနော်။ကျွန်တော်တို့ကိတ်ရင်ခေါင်းဆောင်နေရာနော်။ထွက်ပါမရှိတော့ဘူးနော်။ထွက်ပါလည်းမရှိတော့ဘူး။ เนาะเบมาเนี่ยเปียบ่มาสิတော့เนาะบาจะอะคูจมารุเกยกาวซอนเนี่ยมาเปียบดิอะคูละสิอูซิอูซองเนี่ยดิ KN อูซุบ่เนาะดิมูตุเซโฟโดกั่วทูวินโดจอนีโดดาโดมุนโดออมอเอโดเย็นไนโดดิอูซุบ่เนาะเปียบแล้วสิดิอูซุเนี่ยอะกอลงว่าတော့ทับป่มาสิတော့เนาะดิอูซุเนี่ยก็တော့ดิอูซุเนี่ยก็တော့ ရုံမှာလည်းကောက်ကျင်တဲ့လူပေါင်းပါတယ်နော်ဗီဇာလည်းမကောင်းကြဘူးနော်ဒါကြောင့်မို့ဒီအုပ်စုတွေအရတော့နော်မူတူစေဖို့ဝဲထူဝင်းဂျော်နီဒါတို့မူအော်မောင်အေးရန်နိုင်ဖို့တို့ညိမ့်မောင်ဆွေမောင်ဆွေမတို့အုပ်စုပေါ်တော့ဒီ NC ထိုးတဲ့အုပ်စုတွေပေါ်နော်ဒီအုပ်စုတွေကနော်တန်းမျိုးရောင်းစားလူမျိုးရောင်းစားအဲ့တော့အခုတို့တွေကပြဿနာတွေအကြီးကျယ်တက်တယ်မမျိုးပြောပြီးအခုကရင်ပြည်နယ်မှာဆိုပြဿနာဘလောက်အကြီးကျယ်တက်လဲဆိုတော့ဒီနယ်စမှာစစ်တမ်းနေတဲ့နော်ဒီ KNU လက်အောက်ခံ NUG လက်အောက်ခံတို့ကတို့ဘာမှမသိဘူးတို့သိတာတော့တို့ခေါင်းဆောင်တို့နော်ဟိုစစ်တိုက်ခံတဲ့ဒီမိုကရေစီဖက်ဒရယ်အဲ့ဒါပဲတို့သိတယ် ဒါမဲ့တကယ်တကယ်တော့ပြည်တွင်းမှာဒီအတွင်းမှာဒီအတွင်းမှာတကယ်တကယ်နိုင်ငံရေးကစားနေတဲ့ဒီ KNU ကွယ်ထူးဝင်တို့အုပ်စုငောင်းဒီ NGO တို့အုပ်စုဒီစက္ကဆတ်တို့အုပ်စုရဲ့ကစားလက်ကွက်ရအကြမ်းကိုမှကြောက်ဖို့ကောင်းတယ်နော်ဒါကြောင့်မလို့အခုကရင်ပြည်နယ်ပြဿနာเนาะအခုလက်ရှိเนาะ14ရက်နေ့တော့ကเนาะကျွန်တော်တို့ပြည်သူလူထုတွေမြင်နေတဲ့ KNU တွေပေါ့เนาะတမ၄ဘက်ချမ်းမှာเนาะပြည်သူလူထုတွေတိတ်မှာပေါ့เนาะဒီတမ၄ချမ်းမှာလုံခဲ့တဲ့14ရက်တော့ကပေါ့เนาะဒီเนาะ35နှစ်ကြာတဲ့เนาะလူလိုက်ရတဲ့မော်တော် စကိုင်းဘောနော်တာမလေးပဲဆာမှာ KNU KNA PTA KDA ပူပေါ်မှာတော့သူတို့တိုင်လို့ရတဲ့စကိုင်းအဲ့ဒီမှာဆိုလို့စင်တဲ့ပြည်သူလူထုအကုန်လုံးမြင်မယ်အာဒီအဲနာဆိုတဲ့ NCA ခွေတောင်စားကောင်းပါနော် အဲနာဆိုတဲ့ကောင်ကစောက်ချင်းမကောင်ဘူးเนาะဒီကွက်ထူဝင်းတို့ရဲ့လက်အောက်ခံတက်မှလေးမှဥဆောင်နေတဲ့ကောင်ပေါ့เนาะဒီကောင်ကစောက်ချင်းမကောင်ဘူးเนาะအရင်ရုံမှာတဲ့ကောင် KT edit ဖြစ်ပေါ်လာကြတာသူတို့ KT edit လက်လောက်ကြံတဲ့ပြုတ်ကွက်အောင်လက်လောက်တယ်เนาะဒီတက်မှ6မှာရန်နိုင်ဒီတက်မှ6မှာကျတော့ရန်နိုင်ဥဆောင်နေကောင်ပေါ့เนาะဒီရန်နိုင်ဆိုတာလေအခုလက်စီအားလုံးမြင်တဲ့အတိုင်းပဲဒီရန်နိုင်ဆိုတာတော့သူဒီ NG နဲ့လက်ပေါင်းတယ်เนาะ BGN နဲ့လက်သူပေါင်းတယ်เนาะ ဒါအမှန်တရားမင်္ဂလာပါစေမင်္ဂလာဒါအမှန်တရားအမှန်တရားဆိုတာကျွန်တော်တို့လက်ခံရမယ်ကျွန်တော်တို့ပြောရရမယ်နော်လာမကြည့်နဲ့နော်နင်တို့ကြည်တဲ့ကောင်တွေငါတို့သိတယ် BGN နင်တို့ဘလပတ်ဆက်ပေးထားတယ်ဆိုတာတော့ငါတို့စိတ်မဝင်စားဘူးငါတို့စိတ်ဝင်စားတာတော့နော်အမှန်တရားကိုလည်းမပြောရဲဘူးနော်ပြည်သူလူထုဂျင်းတွေပဲလက်ထဲပေးတယ်ပြည်သူလူထုဂျင်းထဲပြီးတော့အခုငါတို့ပြည်သူလူထုတွေဂျင်းထိပြီးတော့အခုအသက်စုတော့မဝဘူးဖြစ်နေတာပေါ့နော်အဲ့တော့ ဒီတမလေးပြဿနာမှမျိုးပြောပြီးအခုတမ6ရမဒီ2025မှာ KNU NUG ပေါင်းတဲ့အုပ်စုတွေကစီရေဖော်ဆောင်တာနော် BGN နဲ့သူတို့ပေါင်းတဲ့စီရေဖော်ဆောင်တာနောက်ဆုံးတော့လည်းသူတို့ဖော်ဆောင်လိုက်တဲ့စီရေအောင်မြင်မှုရတဲ့နေမြေတွေစခန်းတွေလည်း BGN ကိုသူတို့ပြန်ပေးလိုက်ရတယ်။မြဝတီအထီးတော်မှာ BGN စက္ကစပေါင်းပြီးတော့နေမြေတွေပြန်လာထန်လို့ရတယ်။အဲ့ဒါပဲအရင်ကြောက်စရာကောင်းတယ်မမျိုးပြောရအောင်နော်။ဒါကြောင့်တမလေးအခုတမလေးမှာသူတို့ပြန်ကစားနေပြီတတိထားပါဒီဒီ14ရက်17လပိုင်း2025နော်တမလေးမှာသူတို့ KNU ပူပေါင်း BTS တို့ DKRA တို့ KTRA တို့တို့ပေါင်းပြီးတော့ရတဲ့စခန်းဒီမော်တော်စခန်းเนาะတတိထားရမယ် ဘာဖြစ်အခုတက်မှလေဒီအဲနာတို့အုပ်စုကနော်ဒီ KNU အဲနာတို့အုပ်စုနော်ဒီအခုလက်ရှိအုပ်ချုပ်နေတဲ့ KNU ကိုနော်အခုလက်ရှိအုပ်ချုပ်နေတဲ့မူတူစေဖိုးတို့ကွယ်တူဝင်းတို့ကျော်နီတို့ဒါတို့မူတို့အုပ်စုတီနော်ဒီမော်ချစ်တူနဲ့သူတို့ပေါင်းတယ်နောက်ပြီးတော့ဒီကိန်းနယ်ဆာမှာသူတို့ဒီကြာဖြားနေသူတို့ထောင်းတယ်မာဖီးယားဂန်းတွေသူတို့ထောင်းတယ်ဒါကြောင့်အခုတက်မှလေးမှာလေကာစီနိုတွေအများကြီးပဲဖြစ်ပေါ်လာတယ်ကာစီနိုတွေသူတို့ထောင်းလာတယ်တရုတ်တွေနဲ့သူတို့ပူပေါင်းတယ်နော်သူတို့ပူပေါင်းပြီးတော့တရုတ်တွေနဲ့သူတို့ပူပေါင်းပြီးတော့ကိန်းနယ်မြေကိုသူတို့တရုတ်လက်ထက်ကိုသူတို့ပေါင်းထားတယ်ဒါကြောင့်အခုတရုတ်တွေသူတို့အကျိုးတွေပေးစရာအများကြီးရှိတယ်နော်အကျိုးတွေပေးစရာ အများကြီးရှိတဲ့အတွက်ကြောင့်မလို့အခုဒီတရုတ်ကြပြခေါင်းဆောင်အဖမ်းခံရတော့တို့မှထပ်ပါမရှိတော့တို့မှထပ်ပါမရှိတဲ့ခါကျတော့ဒီတမလေးဒီမော်တော်စကန်ကိုတို့လွတ်လွတ်နဲ့တို့ပြန်တန်းလို့ရသွားတယ်အဲ့တော့အခုတို့တက်လို့ရပြီးနောက်ပိုင်းမှာတို့ဘာစာထုတ်လဲတို့လားဒီတော်လိုင်းရေ9နှစ်ကာလမှာနော်2020နှစ် KTA တွေဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ KNU တွေစစ်တမ်းတဲ့နယ်မြေတိုင်း KTA တွေပါပြီမဲ့တို့ KTA တွေအမြင်ကိုတို့မထဲဘူး။ဘာကြောင့်လဲဆိုတော့ KTA တွေနမြင်ထဲလို့ရှိရင် KTA တွေကပြည်သူလူထုထောက်ခံတဲ့အတွက်ကြောင့်မလို့နော်တို့နမြင်မတို့အဖွဲ့စီတွေပြည့်စီမှာဆိုတော့ဒါကြောင့်တို့တွေက KTA တွေတို့နမြင်မထဲဘူးနော်။မမျိုးပြောပြီနော်။မမျိုးတော့မှအသက်သေအကုန်လို့ရှိတယ်နော်။ဒီလွန်ခဲ့တဲ့2023နိုဝင်ဘာလ6ရက်နေ့မှာမလား KNU တွေကိုတိုင်နော်။ ဘလို့ထုံးတာလဲစာစီတယ်နော်ဘလို့ထုံးတာလဲစာဘာစာလဲဆိုတော့မမမျိုးခဏခဏဖပြပေးတာပေါ့နော်ဒီကျမတို့ရဲ့16ရက်နှစ်9လပိုင်း2020ရက်တွင်တဲ့စောနယ်ဒါမြာမလက်မရေထိုးထုတ်ပြန်ဖွဲ့စည်းထားသည့်ကော်သူလေအာမီကော်သူလေတော်မတို့သည် KNU ကရင်အမျိုးသားအစည်းအရုံးကရင်အမျိုးသားလူမျိုးရေတတ်မတော် KNA ဒိုနီလောဝ မပတ်တဲ့ကြောင့်ကို2020နှစ်ဇူ2020နှစ်ဇူလ22ရက်နေ့တွေထုတ်ပြန်ခဲ့ပြီးဖြစ်တည်ထို့ကြောင့် KNU E ရည်တိချက်ကိုပါဝင်သူများအားလုံးသိစီရင်နှင့်ပါဝင်ပတ်သက်မှုမရှိစေအတွက်သက်ဆိုင်ရာအဖွဲ့အစည်းအများဆက်သွယ်အသိပေးရန်ကိုလည်းစုံဖြတ်ခဲ့ပါတယ်တော့နော်ဒါ KNU တွေရဲ့ KTNA ဘိုချောနန္ဒာများအသက်ပြန်လာတွင်းတဲ့ဒီကော်တူလေအာမီကော်တူလေတော်မတို့အဖွဲ့စည်းကိုနော်16ရက်နေ့9လပိုင်း2020နင်းကကဘာကိုကြီးညာပြီးတော့သူပြန်လာအသက်တွင်းတယ်ကော်တူလေဂါဘဲမဲကိုလည်းသူကဘာကြီးညာပြီးတော့သူ ပြန်လာဖို့ဆောင်တယ်။နော်။ဘာကြောင့်ဆိုတော့ဘိုးချောနေနာညပြန်လာတဲ့လမ်းစဉ်ဒီဖြူစင်တယ်၊ရိုးသားတယ်၊မှန်ကန်တယ်နော်။ဒါကြောင့်မို့ KNU တွေကမပတ်သက်ပါဘူးဆိုတဲ့အကြောင်းကိုသူတို့ကိုယ်တိုင်က2023နိုဝင်ဘာလ6ရက်နေ့ကသူတို့ရေးဆွဲထားခဲ့တာဖြစ်ပါလိမ့်စေနော်။အဲ့တော့ဒီလာတဲ့2025စက္ကလပိုင်း14ရက်နေ့ဒီနော်စီရဖို့ဆောင်တဲ့ တမလေးနေမီအောင်မြင်မှုရတဲ့နေမီကို KTL ပါတဲ့အကြောင်းကိုတို့တွေကစာထုတ်ထားတယ်နောက်မှမြင်ပြရတယ်အခု KNU အုပ်စုတွေကမောင်ချစ်သူကစိုးရနေပြီဒီကြဖြတ်ပြဿနာပြီး KNU KN ဥဆောင်တော့ပါဝင်တဲ့အတွက်ကြောင့်မို့လို့နော်မောင်ချစ်သူလည်းအဆုံမပေးဘူးနော်အခုမှမြေပြော်ကြီးကရင်ပြည်နယ်မှာမမျိုးကိုတန်ကတမခွန်နီးမှာမွေးတယ်တမခွန်နီးပြည်သူဖြစ်တယ်နော်မမျိုးပြောမမျိုးရက်နေတဲ့အတန်ဝန်ဒီ BGL လည်းရှိတယ် DKB လည်းရှိတယ် KNU လည်းရှိတယ် KN လည်းရှိတယ်ဒါကြောင့်မမျိုးရက်ဒီဖအဲ့မြို့မှာဆိုလို့ရှိရင်နော် BGL နဲ့စကားဆက်နဲ့ပေါအောင်သူများရဲ့ဂရီစာတွေထုတ်တယ်ဒါပြဿနာနေတဲ့အမှန်တရားမမျိုးတို့မလိုက်ဘူးနော်မမျိုးရကရင်ပြည်နယ်မှာဒီလက်နက်အဖွဲ့စီအများကြီးရှိတယ်။တကယ်ကိုကရင်လူမျိုးလူမျိုးဖို့ကိုပြည်နယ်လူမျိုးဖို့ နော်ကိုတန်းဒီလူမြောက်ဖို့တကယ်လုပ်မယ်ဆိုလို့စေအောင်မြင်တာကြားပြီနော်ရခန့်တို့ထက်အရင်တို့အောင်မြင်မယ်ကချင်တို့ထက်အရင်အောင်မြင်မယ်ဘာကြောင့်အခုမအောင်မြင်တဲ့အပြင်ဘာကြောင့်ကြာဖြတ်ပြဿနာပြပေါ်လာရလဲနောက်တော့ဒီအရင်နဲ့စတတ်တည်နော်နဲ့စမှာစစ်တဲ့စခန်းလေးပြန်နောက်ဆောက်ရတဲ့အဖြစ်အစစ်စစ်နေပဲဒီ KNU ခေါင်းဆောင်နေတည်နော် BGF ကိုမလုံဆန်နိုင်ဘူး BGF ကိုတို့လောဝလောဝကိုမလုံဆန်နဲ့အတွက်ကြောင့်မလို့အခုတို့စောက်ပြဿနာတွေကမဖြစ်စင်းနိုင်တဲ့အတွက်ကြောင့်မလို့ သူတို့လက်မခံခဲ့တဲ့ KTNA ကိုမှသူတို့ပြန်လက်ခံမှုသူတို့အခုအတွင်းမှာသူတို့စီရောနေပြီ။နောက်အခုမှမျိုးတိတဲ့လူတွေအများကြီးပဲနော်။ KTNA နဲ့တစ္ဆာစို့ထားတဲ့နော်။နမည်ကြီးနေတဲ့ခေါင်းဆောင်တွေအများကြီးပဲ။၃လေးကောင်ရှိတယ်နော်။၃လေး၅ကောင်ရှိတယ်။တမ၆ကောင်တွေရောတမ၄ကောင်တွေရော။အခုသူတို့ BGN နဲ့သူတို့ပြန်ပေါင်းတယ်။ KNU နဲ့သူတို့ပြန်ပေါင်းတယ်။ NUG နဲ့သူတို့ပြန်ပေါင်းတယ်။ ဒါပေမဲ့သူတို့ကိုယ်တိုင်ကနော်မမမျိုးနဲ့တော့သူတို့စကားမပြောရဲတော့ဘူး။နော်ဘာဖြစ်ဆိုမမမျိုးကိုယ်တိုင်ကအမှန်တရားပဲယက်တီတဲ့အတွက်ကြောင့်မလို့ KTNA နဲ့ပဲမမမျိုးယက်တီသွားတယ်။ဒါပေမဲ့ကိုကြီးထောက်ပန်းတဲ့အထက်မှာတော့ KNA လည်းမမမျိုးထောက်ပန်းတယ်၊ BDF တွေလည်းမမမျိုးထောက်ပန်းတယ်နော်။သူတို့တွေကစစ်တမ်းနေတဲ့အတွက်ကြောင့်မလို့နော်သူတို့မှအပြည့်မရှိဘူး။ဒါပေမဲ့ခေါင်းဆောင်တွေကအပြည့်ကြီးမာတယ်။နော်ဒါကြောင့်မို့ဒီခေါင်းဆောင်တွေကမယိုးသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လောကမထောက်ခံနိုင်ဘူးနော်။အဲ့တော့အခုလက်ရှိကျွန်တော်တို့စိတ်ပူရမှာအချက်တစ်ချက်ရှိတယ်ဒီ KTRA 16ရက်နေ့9လပိုင်း2020မှာဖြစ်ပေါ်လာခဲ့တဲ့ အချိန်မှာ KTA နဲ့တစ္ဆာဆိုထားတဲ့တချို့ BDA တွေဥဆောင်တဲ့ခေါင်းဆောင်တွေနော်ကျွန်တော်တို့ KTA တွေဥဆောင်တဲ့ခေါင်းဆောင်တွေနော်ဒီနောက်နောက်ပိုင်းမှာတို့ KNU နဲ့တို့ပြန်ပေါင်းလာတဲ့အကောင့်ရှိတယ် BGN နဲ့တို့ပြန်ပေါင်းလာတဲ့အကောင့်တွေလည်းရှိတယ် DKBN နဲ့တို့ပြန်ပေါင်းလာတဲ့အကောင့်တွေလည်းရှိတယ် KDNU နဲ့တို့ပြန်ပေါင်းလာတဲ့အကောင့်တွေရှိတယ်အဲ့ဒီအကောင့်တွေအခုလက်ရှိနော်တို့ရဲ့ခေါင်းဆောင်တွေထွက်ပေါက်မရှိတော့ KTA မှာအခုလက်ရှိနေနေတဲ့ BDA ကလေးတွေ KTA တမလို့နားတယ်သူတို့နေရမင်းစင်ကြနေသူတို့လက်စီရောက်တယ်နော်ငါတို့ KNU နဲ့ပြန်လာပေါင်းငါတို့ NUG နဲ့ပြန်လာပေါင်းငါတို့ PTN နဲ့ပြန်လာပေါင်းဆိုပြီးတော့သူတို့တွေကလက်စီရောက်တယ်နော်အခုလက်စီမတ်မျိုးတိရတာပေါလေးငါးကောင်ရှိတယ်နော်ဒါမဲ့တိချင်လို့စီရင်မတ်မျိုးမင်းစင်ကြမှာလာမမျိုးပြောမိမယ်လမ်းပေါ်မှာပြောလို့ရှိရင်တော့အာဒီကောင်မသွေးခွဲတယ်လို့ပြောအောင်ပဲဒီကောင်မကသူတို့ KTA တွေရစိမတိုက်ပဲနဲ့อืม KTA တွေဘက်ကိုရစ်တိပေးတယ်ဆိုတော့ပြောလာအောင်မမျိုးကြတော့ KTA ဆိုတာလည်းကျွန်တော်တို့ PTA လို့မျိုးပါပဲဒီ2017မှာဖြစ်ပေါ်လာတဲ့အဖွဲ့စည်းအာနာစင်ကို တကယ်ပြက်ပြက်တတတော်လာလို့ရတဲ့အဖွဲစီဖြစ်ပေါ်လာတဲ့အတွက်ကြောင့်အမတ်မျိုးကတော့အမတ်တရားပဲပဲရက်တည်တယ်နော်ဒါကြောင့်မို့ဘသူဘလို့ပဲပြော့ပြော့ဘသူပဲလာပြီးမက်ဆန်ဂျာမှာလာပြီးဆက်ဆက်မမျိုးခရင်ဆိုင်တချို့လူဆိုဆိုမမျိုးမက်ဆန်ဂျာမှာလာတယ်နော်နေရဗုဒ္ဓဘာသာလူမျိုးဘာကြောင့်ခရစ်ဆန်မျိုးကိုနေတော့ထောက်ခံတယ်ဘုချိုးနန္ဒာများတို့ကခရစ်ဆန်နေနော်နောက်မှတော့အများသောအဖြစ်ဒီ KDLA မှာခရစ်ဆန်နေမှာဟုတ်ဘာသာရေးဆိုတာကျွန်တော်တို့ဘာသာရေးအတွက်ကြောင့်လည်းကျွန်တော်တို့အလုံးလုံးတာမဟုတ်လူမျိုးရေးအတွက်ကြောင့်လည်းကျွန်တော်တို့အလုံးတာလုံးကျွန်တော်တို့အခုလုံးနေတဲ့အလုံးဟာကျွန်တော်တို့မြန်မာနိုင်ငံတနင်္ဂနွေလို့ဒန်းတူအခွင့်ရရှိဖို့နော်ကိုပန်အုတ်ချွတ်ခွင့်ကိုပန်ပြတ်တက်ခွင့် ာနာသိန်းကာလာကျန်းဖုံပါတီဝင်တထောင်ကျော်အသက်ခံရကြောင်းဦးခင်ရီပြော အာနာသိန်းကာလာအတွင်ပြည်တော်စုကျန်းခံရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တထောင်ကျော်အသက်ခံခဲ့ရကြောင်းပါတီဥက္ကဋ္ဌဦးခင်ရီကနိုဝင်ဘာလ13ရက်နေ့ကနေပြည်တော်ဇေယျာတီမြို့နယ်မှာစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင် ပြောသည်အဆိုပါတွေ့ဆုံပွဲတွင်ပြောဆိုသည့် ရုပ်တံဖိုင်ကိုယမန်နေ့ နိုဝင်ဘာ15ရက်တွင်ကျန့်ဖုန်ပါတီကဖော်ပြရာဥခင်ကြီးကတက်မတော်ကိုထောက်ခံမိရင်ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်လို့ရှိရင်အသက်ခံရတဲ့သဘောဖြစ်နေတယ်။ငါနဲ့မတူငါရန်သူလို့ဖြစ်နေတဲ့သဘောရှိတယ်။ဟုတ်တယ်မလား။ကျွန်တော်ခုနကပြောတယ်။ကျွန်တော်တို့ပါတီဝင်တထောင်ကျော်တည်သွားပြီဟုပြောသည်။အသက်ခံရသည့်ပါတီဝင်များအတွက်ပေးဆက်ပေးရန်လိုသည်ဟုလည်းရင်းကဆက်ပြောသည်။ အဲ့ဒီလူတွေအတွက်သူတို့မှာဘာဆန္ဒတွေရှိကြလဲသူတို့ဝိညာဉ်လောကကိုရောက်သွားပြီးပုံမှုမြင့်မားတဲ့နေရာတစ်ခုအေဂျင့်နဲ့ဘဝတစ်ခုကိုသူတို့လိုချင်ကြမှာပဲသူတို့အတွက်ကျွန်တော်တို့ကဘာလုပ်ပေးဖို့လိုလဲသူတို့အတွက်ကျွန်တော်တို့ပေးဆက်ပေးဖို့လိုတယ်ဟုဆိုသည်ထို့နောက်ဥခင်ကြီးကဘင်းတို့ပါတီအတွက်မဲဆွယ်ပြောဆိုခဲ့သည်ကျန့်ဖွဲ့ပါတီသည်ပြီးခဲ့သည့်2022ခုနှစ်မတ်လတည်းတွင်အသက်ခံရသည့်ပါတီဝင်များအတွက်အထင်အမှတ်ကြောက်တိုင်ဟုဆိုသည့်ကြောက်တိုင်တစ်ခုကိုနေပြည်တော်ရှိကျန့်ဖွဲ့ရုံချုပ်တွင်စိုက်ထူခဲ့ဘူးသည် အဆိုပါကြောက်တိုင်ဖွင့်ပွဲတွင်ထိုစဉ်ကကျန်းဖို့ဥက္ကဋ္ဌဦးတန်းသေးကအာနာသိန်းကျင်းကစပြီး2022ခုနှစ်မလ26ရက်နေ့အထိကျန်းဖို့ပါတီဝင်နှင့်ဝန်ရံထောက်ခံသူပေါင်း1300ကျော်တည်ဆုံခဲ့ကြောင်းပြောဆိုခဲ့မှုသည်ထို့ပြင်ထိုကြောက်တိုင်တွင်အစွန်းရောက် NLD ပါတီ၏အာနာတမမှုကြောင့်ဖြစ်ပေါ်လာသည် အကြမ်းဖက်စနစ်ဆိုးတွင်တားကောင်ဖြစ်ခဲ့ရခြင်းအတွက်ပြည်တော်စုကြန့်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့်ပါတီဝင်တို့၏မိသားစုနှင့်အတူထပ်တူကြေကွဲဝမ်းနည်းရပါသည်ဟုဆိုကာရွေးကောက်ခံရသော်လည်းအာဏာသိမ်းဖယ်ရှားခံရသည့်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကိုအပြစ်တင်စကားထည့်သွင်းရေးထိုးခဲ့သည် ဗမာတကြကရင်တကြဗမာတကြကရင်ကချင်တကြရဖို့ဗမာတကြရခိုင်တကြရဖို့ကျမတို့တွေကဒီတော်လိုင်းရေးကိုနန်တဲ့ဘက်ကိုကျမတို့တွေကအခြေတွေယူပြီးတော့နော်ပါဝင်လာတာနော်မြစ်တာစေတနာစစ်စစ်နဲ့ပါဝင်လာတဲ့အတွက်ကြောင့်မလို့ဘာသာရေးအတွက်ကြောင့်လည်းမဟုတ်ဘူး လူမျိုးရဲ့အတွက်ကြောင့်လည်းမဟုတ်ဘူး။ဒါကြောင့်မို့တချို့လူတွေကဘူးမသိဘာမသိနဲ့အမှတ်မျိုးလာတိုက်ခိုက်သွားတာရှိတော့ဗောနော်မင်းစင်ကြတယ်မှာ။နေရဗုဒ္ဓဘာသာနေရအာမီဘဲကိုယက်တိပြီးတော့သွားနေတာ။မင်းကစောက်ယူမှ။အင်း။စောက်အောင်တော့မစိမလာပြောတယ်။ကျွန်မစိတ်ဝင်စားပါဘူးနော်။ကျွန်မဘာသာကျွန်မအောင်တော့မကောင်းပဲဖြစ်ဖြစ်ကျွန်မဘာသာကျွန်မစောက်ယူပြီးဖြစ်ကျွန်မယူနေတဲ့အလုပ်ဒီအမှန်တရားဖြစ်ဖို့လိုတယ်နော်။အမှန်တရားဖြစ်တဲ့အတွက်ကြောင့်ကျွန်မကိုယ်ကိုကျွန်မကျေနပ်တယ်။ဝန်းသားတယ်။ကျေပါလို့အခုယူတယ်။နော်အဲ့ဒီတော့ အခုတို့ KTA တမတော်သား BDS တို့လက်စီရောက်တယ်နော်ညီတို့ KTA မှာနေတာတိတဲ့အတိုင်းပဲ KTA အရာတော့ထမီဝဝလည်းမစားရဘူးနော်ဟင်းကကောင်လည်းမစားရဘူးသူများတဲ့လိုမျိုး uniform ကကောင်လည်းမဟုတ်ရဘူးသူများတဲ့လိုမျိုးခဏကကောင်လည်းမဟုတ်ရဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ကော်သူလေးကိုထောက်ခံနေတဲ့ပြည်သူလူထုတွေကော်သူလေးဘက်ကိုယက်တိနေတဲ့ပြည်သူလူထုတွေသူများနိုင်ငံကြီးမှာလာနေပြီးတော့အလုံးလုံးတယ်ကိုရဲ့ချွေနှန်းစာနဲ့ကိုရိုးရိုးသားသားလုံးနေတဲ့ကိုလာစာနဲ့ပဲကိုညီထောက်ပံ့ပေးတဲ့အတွက်ကြောင့်မို့လို့နော်နန်တော့ပဲသွားတယ်ရတော့ပဲလုတယ်နော်ဘယ်အဖွဲ့စည်းနှမ်းမှလည်းကျွန်တော်တို့လိုက်မပြတ်ဘူးဘယ်ကောင်ဘယ်ချယ်လီနှမ်းမှလည်းကျွန်တော်တို့လိုက် မပြောင်းဘူးကိုလုံးနိုင်တော့ကိုသွားနိုင်တော့ကိုတက်နိုင်တော့ပဲပြည်သူမြစ်တာပြည်သူစေတနာနိုင်ပဲသွားတဲ့အတွက်ကြောင့်မလို့ပူလုံစရာမလိုဘူးเนาะပူလည်းမပူလုံဘူးเนาะအဲ့တော့အခုလက်စီ BG နဲ့ပြန်ပေါင်းတဲ့ကောင်တွေ KNU NC နဲ့ပြန်ပေါင်းတဲ့ကောင်တွေ NUG နဲ့ပြန်ပေါင်းတဲ့ကောင်တွေဆိုလို့ရှိရင် KTNA တဲမှာနေနေတဲ့အခုလက်စီကလေးတွေကိုသူတို့လာစီရောက်တာပေါ့နော်နေတော့ဒီဘက်ကိုပြန်လာနော်ဒီဘက်ကျန်လာထမင်းလေးကောင်ကောင်စားတယ်ဟင်းကောင်ကောင်နဲ့စားတယ်အခုစားဆိုသူကငါတို့ကူတာ uniform အကောင်တွေဖဏနဲ့ဆိုတထောင်းနိုင်နေကျွန်တော်တို့ KTA ခတီအဲ့အေးမှာကျတော့ဖနာဟုတ်လို့စီတတရမတရကျော်ပဲမမျိုးဝယ်ပေးတဲ့အတွက်မမျိုးအသိဆုံးပဲနော်အခုမမျိုးကုညီပေးတဲ့ဖနာတရတရကျော်နေရကျော်ဆိုသူတို့ဝူးလိုက်ရတာသူတို့အရင်ကျင့်နေတယ်အရင်ဝန်းသားတယ်မကြောက်ဆိုကျွန်တော်တို့ KTI အဲ့အေးနဲ့ပေါင်းနေတဲ့ PDF ကလေးတွေကျွန်တော်တို့ကရင်တမတော်လေးတွေကတကယ်ကိုမှအနစ်နာခံနိုင်တဲ့အဖွဲ့စီနော်အနစ်နာခံနိုင်တဲ့နော်အခုစောပါဦးလို့မျိုးတိုင်းပြည်အတွက်လူမျိုးအတွက်အနစ်နာခံတဲ့လူတွေနော်ဒါကြောင့်မို့လို့ သူများမလို့ပဲပြောသူတို့ခူးမစားသူတို့တွားတဲ့လမ်းစီကမန်နဲ့ဖြူစင်နဲ့ယူတာတယ်ဆိုရင်သူတို့ကျင့်တတ်တယ်သူတို့အသေးအသက်ပေးဆက်နိုင်တယ်နော်ဒါကြောင့်ဒီတမလေးပြဿနာနော်မမျိုးပြောပြီးတမလေးပြဿနာအခု KTLA နဲ့ပေါင်းနေတဲ့တမလေးပြီးတမ6ပြီးပြီနော်ဘယ်နေရာမှာစစ်တတိထားပါအခု KNU အုပ်စုတွေကနော်စစ်မြေပြေးမှာဆိုသူတို့စစ်တော်တိုင်သူတို့ KTLA ပါပြောတယ်ဘာတဆိုင်လဲနော် KNU ဒီဆိုင်လဲမင်း online ကဒီဆိုင်ကိုတတ်တာမဟုတ်ဘူးနော်မင်း online ကဘာတဆိုင်ဘာတဆိုင်ဝူဒန်လူတွေတတ်တာမဟုတ်ဘူးနော်သူ့ကိုတော်လိုက်တဲ့အဖွဲ့စီမှန်တယ်များသူကလက်တိုက်မှာပဲနော် ဒါကြောင့်မို့လို့ OKTA ဒီဆိုင်ရဒီလိုမျိုးပေါ့နော်ဒီကော်တူတွေဒီဆိုင်ဆိုတာသိတဲ့အတိုင်းပဲကျဲလေးနဲ့ရှိမယ်ကော်တူတွေဒီဆိုင်နဲ့ရှိမယ်နော် KNDO ဒီဆိုင်လက်ကော်တူတွေနဲ့နည်းနည်းရှိနေနော်ဒါပေမဲ့ကိုကကြည့်ရမှာဒီလိုကိုကိုကကြည့်ရမှာနော်အကျဲလေးတပွေးနဲ့ရှိမယ်။ဘာဖြစ်ဆိုကော်တူလေးဆိုတာဖယားသားသမီးနဲ့နော်။ဖယားဖြစ်ပေါ်လာတဲ့သားသမီးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကကျဲလေးနဲ့ရှိမယ်နော်။ဒီဒီဆက်ကိုကြည့်ရမှာပေါ့နော်။ ဒါကြောင့်တမ၄တို့တမ၆လို့ဆိုဒီလိုပဲเนาะ KNU တွေကညီတို့ KDA တွေငါတို့เนี่ยအတူတူစစ်လက်တမ်းမယ်ဆိုဒစိမ့်လဲရမယ်เนาะမမျိုးပြောဒီတမ၆တော့ဆိုကျက်ဥပြဿနာတရားဒီကျက်ဥပြဿနာပေါ်လာတဲ့ကိစ္စအမမှန်တော့ယူယူစင်းပေါ်လာတာမဟုတ်ဘူးဒီကျက်ဥပြဿနာတမီတသက် KNU NUG နဲ့ပေါင်းနေတဲ့အုပ်စုတွေက KDA ကိုပြို့ကွဲအောင်လှုပ်ချင်တာနော်ပြုတ်လဲအောင်လှုပ်ချင်တာအင်းအားနေနေတော့သူတို့လှုပ်ချင်တာဒီအကြိုက်စီတွေမမျိုးတို့အကုန်လို့တည်တယ်ဒါမှမမျိုးတို့မပြောဘူးဆိုတာတော့ တို့ကိုဒိခါကြာမှာဆိုရင်လည်းနောက်တို့တွေကစစ်တန်းနေတယ်ဆိုလို့ရှိရင်တော့မပြောဘူးဒါပေမဲ့တို့ရဲ့ဝူဝူဆိုတာပြေလို့မလို့ဘောနော်သူများကိုမကောင်းကြိုင်ကိုယ့်ကိုပဲပြန်ထိမယ်လीနော်ဒါကြောင့်မလို့ငွေနောက်လည်းမလိုက်နဲ့အတတ်လည်းမကြည့်တဲ့ဒီတော်လိုက်ရေးဒီပြည်သူလူထုဥဆောင်နဲ့တော်လိုက်ရေးဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုမှဟိုဘယ်လိုပြောမလဲဟိုပြည်သူကြိတ်စာစုခဲ့နော်ဒါကြောင့်ကိုလုံးနေတဲ့အလုံးယူယူတတကိုလောက်ပါသူများအပေါ်လဲမကောင်းကြည့်မကောင်းကြိုင်နေနော်ကိုအဖွဲ့စီကြီးလို့လဲကိုကိုကိုအထေမကြည့်နဲ့နော်ကို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 အတတ်မကြည့်နဲ့နော်လူဆိုတာရေးလို့မျိုးပဲဘဝဆိုတာ အစင်စီးတဲ့အတက်စီးတဲ့နော်အတက်စီးတဲ့အစင်စီးတဲ့ဒါကြောင့်မို့လို့ကိုကိုကိုလည်းကိုအထင်မကြီးနဲ့သူများအဖွဲ့စီသေးတာကိုလည်းအထင်မသေးနဲ့နော်ဒါကြောင့်မမမျိုးတို့တာမှာ chop kitty area ဆိုလို့ရှိရင်တို့ kitty area မျိုးစစ်သွားတိုက်စီအိုးညီတို့ kitty area လက်နဲ့လည်းမကောင်းဘူးလက်ကြည့်လည်းမရှိဘူးငါတို့ပေးရတဲ့တဲ့ပဲဒါကြောင့်မို့လို့ငါတို့ kitty area တစ်ဆင့်နဲ့ပြန်လာလဲอืมမပြန်လာလဲလို့ရှိရင်ငါတို့နဲ့အတူတူစစ်လာမတိုက်နဲ့အဲ့ဒီလိုမျိုးအဲ့ဒီလိုမျိုးတို့ဖိနေတာတိလားအာဖိနေတာရေးရဆက်ဆက်ပဲဒါကြောင့်မို့ဒီ အရင်တော့ဒီစစ်စစ်တော့တိုက်တိုက်ဒီတို့ဟို ठी ကပလလို့မလို့စခန်းနေ KTA တွေပါတယ်ဒါပေမဲ့တို့ရတဲ့လက်နဲ့နဲ့ဆို KTA တွေတို့မပေးဘူးအနိုင်ကျင်နာရဲရဲဆက်ဆက်ပဲတိလာဒါပေမဲ့ကျွန်တော်တို့ KTA တွေတတ်မတော်တွေကမပြောပါတော့ဘာပဲဆိုတော့အနိုင်ကျင်နာတတင်းကြသူများညီလို့အနိုင်ကျင်မဲ့အဖွဲစီကပေါ်လာပါမယ်တကယ်လည်းပေါ်လာပါတယ်ရှင်နော်အခုကတကယ်ပေါ်လာပြီအဲ့တော့တမလေးအခုလက်စစ်တမလေးနော်ဒါကြောင့်လုံခဲ့တဲ့ဆက်လေးရတော့တို့စစ်တော့တိုက်တိုက်အောင်မြင်တဲ့ဒီနေမြင့်တစ်ခုပေါ့နော် KNU တွေစထုတ်ထားတယ်ကျွန်မဖတ်ပြပေးမယ်နော် KNU ကရင်အမျိုးသားအစည်းအရုံးတဲ့နော်မြန်တဝက်ခရံကော်တူးလေးတဲ့နော်ရက်စွဲ14ရက်နေ့17လပိုင်း2025အနော်တည်င်းထုတ်ပြန်ချက်ကြညာချက်ပေါ့နော်အာနာတိုင်းအကျန်းဖက်စစ်တမ35နှစ်ကြာတိုက်ပတ်ထားသည့် KNU မြန်တဝက်ခရံဤတင်းသားကြီးမြို့နယ်ရုပ်ဆိုင်ရာမော်တော်မြို့အားတဲ့ကရင်အမျိုးသားလူမျိုးရေးတမတော် KNLA တမတော်၄ကနိုဝင်ဘာလ14ရက်နေ့2025တွင်တဲ့ပြန်လဲတာယူနိုင်ခဲ့ပါတယ်တဲ့နော် မော်တော်မျိုးဒီတဲ့ထန်းနိုင်ငံဗရာကျုံဒီရီခံမျိုးနိမြန်မျိုးတို့ဆက်သွဲထားတော့နော်အရေးပါသည်နေဆကုံတွေရေစခန်းဖြစ်ပါသည်တဲ့နော်မော်တော်မျိုးဒီတဲ့ KNU ကရင်အမျိုးသားအစီအယုံတနင်္သာရီမြို့နယ်ရုပ်ဆက်ရနေရတခုဖြစ်ခဲ့ပြီး1990ခုနှစ်အာနာသိအကြံဖက်စစ်တမဒါလုံအင်အားဖြစ်တိုက်ခတ်သေးอยู่ခဲ့တော့နေရဖြစ်သည်တဲ့နော် နိုဝင်ဘာလ14ရက်နေ့တွင်လည်းကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNA နှင့်အတူတော်လိုင်းရဲမဟာမိတ်ပူပေါ်များမော်တော်စခန်းနှင့်မြို့ကိုတိုက်ပတ်ဖြစ်ပါသည်တဲ့၃ရက်နော်ကြာတက်ဝဲဖော်ဆောင်ပြီးနောက်အကျန်းဖက်စစ်တပ်ခလာရနိနိလေမစီဆိုပြီးထိုင်းနိုင်ငံတွင်သို့ထွက်ပြေးသွားခဲ့ပါသည်တဲ့နော်အဲ့ဒီထွက်ပြေးတာကိုတတိထားနော်အဲ့ဒီစစ်သားတွေကနေဆာမစခန်းကြီးကြီးကနေထွက်ပြေးတဲ့ကြတဲ့ သေးသေးချာချာစဉ်းစားပြီးတော့เนาะဒီစီရည်တည်เนาะယိုးသားလားမယိုးသားလားတမ6လိုမျိုးတွေ့တာဟာနိခွန်ငါလို့ဆိုလို့ရှိရင်အလိုက်တွေထောင်လိုက်ရတာတခါတည်းအင်အားတွေရာကြော့ထွက်ပြေးလာတာတော့အဲ့ဒါသင်္ကန်းစာယူထားမှမျိုးတဲ့ဒါကြောင့်အရင်စိတ်ဝင်စားစရာလဲကောင်းတယ်လို့မျိုးဘဟုတုတ္တသင်္ကန်းစာတွေယူထားပါအခုလက်ရှိကျွန်တော်တို့ကရင်နေမြန်မာဆိုလို့ရှိရင်နေစာနဲ့ပတ်သက်လာတဲ့ KNU Poison နဲ့စီရည်တည် တတိထားပါเนาะအကြာကောမှာတတိထားရမှာเนาะတမ6ပဲကြီးလိုက်စပါနိခွန်ကနဲ့မြတ်ဝတိဘာကြောင့် KNU နဲ့ BGN နဲ့ NUG တွေနဲ့အပေးယူလောက်လိုက်တာလဲစဉ်းစားလိုက်ပါဘာကြောင့်မြတ်ဝတိကိုသူတို့မတိုက်ပဲနဲ့ ਨੇ ဆစခန်းတွေပဲသူတို့အပေးယူလောက်ရတာလဲအဖြေအစင်းပါတယ်เนาะစော့ရံကောမှာကြောက်ဖို့ကောင်းပါတယ်เนาะဒါကြောင့်ခုတမ6လေးအမှနေ ਉਹ လည်းတတိထားနော်နောက်ပြီးတော့ဤစစ်စစ်ရေးဥဆောင်တော့ KRA ကရင်အမျိုးသားလူမျိုးရဲ့တမတော်မှာတမဟာလေးဘူးဟာ မူခေအန်းနေတိုင်ရင်စတိတိုင်ရင်မူတနင်းသားရင်မြို့နဲ့တနင်းသားရင်မြို့ဩကထာနိခေရန်နေတမဟာလေဗျူဟာလက်အနော်ခေအန်းဒီအိုတိုင်ရင်ခုနိတိုင်ရင်နရတောတိုင်ရင်စနိတိုင်ရင်တဆက် KTA နော်ထီဆဲမေးရစစ်ကြောင်ခေအန်းနေဌာနချုပ်နော်ဒေါအဖွဲ့ဌာနအထူးစစ်စေးရေနော်တနင်းသားရင်မြို့နဲ့တနင်းသားရင်မြို့နဲ့ကျေးရွာလုံချုံရေးအဖွဲ့များတနင်းသားရင် BDF များနေပကဖာတို့ဖြစ်တည်တဲ့ဤစစ်စေးရေးတွင်အာနာစင်တတ်တာ52ဦးနိနော် လက်နက်ခရများတချို့ဖမ်းဆီးရပြီးခရီဤစီမင်းစည်းကမ်းအတန်လှုပ်ဆောင်သွားပြီဖြစ်သည်လက်နက်ခရအများအပြားကိုနော်လက်အများအပြားကိုလက်သိစီရရှိခဲ့ပါသည်နော်မြိတ်မြန်နော်မြန်တဝက်ခရတမလေးမရဲရဲရင့်ရင့်ဆွမ်းဆွမ်းထားတမ်းစူးစားအထုတ်အထုတ်ပေးကြတော့ ခေါင်းဆောင်အရာစီများစစ်အစစ်တဲ့တော့ဂျာမများအားလုံးမဟာမိတ်တပ်ဖွဲ့များအားလုံးကိုလည်းအတိအမပြုတန်ဖိုးထားဂုတ်ပြုအပ်ပါသည်တဲ့ထို့အတူစစ်စစ်ရေးတပ်ဖွဲ့အတွက်အသက်ပေးဆက်ခဲ့တော့သူရဲ့ခေါင်းများကိုလည်းတပ်ဖွဲ့အတွက်ပန့်ပိုးကူညီပေးခဲ့တော့ပြည်သူများအားလုံးကိုဂုတ်ပြုအပ်ပါသည်တဲ့ဒီတော့လည်းကာလာမှာကွာ KNU တွေတခါမှဒီလိုမျိုးဂုံပြူစာတွေမထောက်ဘူးနော်ဒါအရင်စဉ်းစားစရာကောင်းပါတယ်မမျိုးပြောရအောင်မမျိုးဆိုလို့စင်ဒီစာဟုတ်၁၄ရက်နေ့ကရတာတာပေါ့နော်ဒါပေမဲ့ဒီဒီ Facebook ကနေပြန်လာမထည့်ရတဲ့ခါကျတော့မဖတ်ဖြစ်ဘူးနော်မင်းင်းကလည်းအချိန်မရှိတော့လည်းမဖတ်ဖြစ်ဘူးနော်အဲဒါကြောင့်မလို့တတိထာနာမမျိုးပြောတဲ့ ਨੇ စစကားအကြီးကြီးတလို့တလို့ရဖို့ဆိုတာမလွယ်ဘူး။နောက်တော့ပြည်သူလူထုတဲ့တတိတာတတိထာရတတိထာရမှာဟိုအရင်တော့တို့ကတတ်မှခုနိမှတို့စီရေဖို့ဆောင်တဲ့ဒီမာနာပလော့စကန်တို့ဘာလို့ရတော့တာလဲ BGN နဲ့အပေးယူလောက်တာနော်။ဒါကြောင့်တို့ BGN နဲ့အပေးယူလောက်တဲ့စီရေတိုင်းအရင်ကြောက်ဖို့ကောင်းတာနော်။ ဒါကြောင့်အခုတိုင်းမခုနှစ်မှာစစ်တပ်ဖအံ့မျိုးလမ်းပွဲမျိုးတို့ကစစ်ကောင်စီတော်တော်လာလာလို့ရတယ်ဆိုတာစဉ်းစားကြည့်လိုက်လေဘာဖြစ်လို့စစ်တော်လာလို့ရလဲဒီလောက်တော့မှသူများမြင်မြင်လို့ဆိုစစ်တပ်တော်အောင်မြင်မှုတွေအကြီးကြီးရတဲ့အချိန်မှာကျွန်တော်တို့ကရင်ပြည်နယ်မှာဒီစစ်ကောင်စီတော်လာလို့ရတဲ့ဒီလမ်းပွဲဖအံ့လို့ဆိုလို့ရှိရင်လာ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 နေတာဘလောက်ထိ ယောသားလက် KNU တွေရဲ့နိုင်ငံရေးလက်ကွက် KNA တွေရဲ့စီးရေးလက်ကွက်အဲ့ဒါပဲကြည့်ကျမအကုန်စိုးလို့တာမဟုတ်ဘူးနော်အခုလိုမျိုးတို့ပူပေါင်းတိုက်တာအောင်မြင်တာညကျမတို့အရင်ကျင်နာတယ်ဝန်သားတွေဂုံယူတယ်ကျေစုတင်တယ်ဒါပေမဲ့တို့တိုက်နေတဲ့အဖွဲ့စီတွေကဒီ KNU တို့ NUG တို့ BGF တို့ကစားတဲ့အကွက်တမှာဝင်နေတယ်ဆိုတို့မသိဘူးအရင်ကြောက်ဖို့ကောင်းတယ်နောက်ဆုံးမမျိုးပြောဒီမမျိုးပြောရဒီတမချတော့ပါဆိုမမျိုးအမြဲတမ်းပြောတယ်ဒီနိခွန်ကနဲ့မြဝတီနော်လေကီကောသူတို့အောင်ပွဲတွေလောက်တော့မမျိုးလောက်အောင်မဟိုဝုံးမပအောင်။ဘာဖြစ်ဆိုတော့သူတို့စီရဖို့ဖို့မဆောင်ကြရမမျိုးတည်င်းကြားတာပြီးပြီး ဒီကမှာချတာမခုနေဆိုတာမောင်ချစ်သူကိုဗန်အုတ်ချုပ်ခွေးနဲ့သူသွားမှာဒါကြောင့်မလို့ KNA ဒစိုက်ပြန်လာလဲတယ်ဆိုတာလည်း KNU တို့သဘောတူတယ်နော်ဒါမဲ့ KTLA ပြန်လာအသက်သွင်းလာ KNU သဘောမတူဘူးဒါမဲ့ BGA ကနေ KNA ဒစိုက်ကိုပြန်လာလဲတာ KNU ဘာကြောင့်သဘောတူလဲအဖြစ်အစင်းစင်းပဲဒီကရင်ပြည်နယ်မှာစနေတဲ့ကာစီနိုရုပ်တွေအကုန်လုံးတို့အခုလက်ရှိကာစီနိုကြာဖြတ် KK ပအကုန်လုံးတို့အတူတူပဲစားတယ်နော်တူတူအတူတူပဲစားတယ်နမင်ကမောင်ချစ်သူဒါပေမဲ့စားတာ KNU ကောင်းကောင်းနေလဲစားတယ် KNU ကောင်းကောင်းနေကစားတယ်နော်အခုတို့စားပြီးတဲ့နောက်ပိုင်းမှာအခုတို့စားကွ ွဲတွေပေါ်လာပြီเนาะစားကွဲတွေပေါ်လာတဲ့ခါကျတော့ KTLA ကိုပါသူတို့အထက်ထိုးလာမှာထည့်လာမှာ